န်ကတော့မိဖို့ခန်းထဲမှာဆန်ဒွိချ်လုပ်နေခဲ့ပါတယ်။သူမရဲ့ပုံစံလေးကိုကြည့်ရတာချွေးမအသက်လေးလုံမျိုးပါပဲ။ရောက်ခတိနဲ့ရောက်ခမကလည်းချွေးမလေးပြင်ဆင်လာတဲ့မုတ်ကိုစားဖို့အတွက်စောင်းဆိုင်နေခဲ့ကြပါတယ်။ဒီအချိန်မှာစုမန်းရဲ့ရောင်မလေးရောက်ရှိလာပါတယ်။သူကတော့ရောင်မအစ်စ်ကလေးကိုတက်ဆက်ကလေးမှသဘောမကျပါဘူး။သူကဒေါသတကြီးနဲ့မိဖို့ခံနေဝင်လာခဲ့ပါရဲ့။ဒါရီအလုံးကိုနောက်မှလောက်ပါ။ကျမအခုလောလောဆယ်ခောက်ဆွဲပြုတ်ချင်တယ်။ဒါနဲ့ဗာရှာကြီး ငါဆန်ဝစ်လုပ်ပေးနေတာနင်းလဲစားလိုက်ပါလားနင်းကြိုက်တယ်မဟုတ်ဘူးလားကျမမစားချင်ပါဘူးဒီနေ့ကျမခောက်ဆွဲပဲစားချင်တယ်ပြီးတော့ကျမကြောင်းလဲသွားရအောင်မယ်ဒါရီအားလုံးကိုလှုပ်လှုပ်ပြီးတဲ့အထိစောင့်ဖို့အတော့လဲကျမမှအချိန်မရှိဘူးကျမအခုပဲခောက်ဆွဲသွားပြောက်တော့မယ်ဂျန်နာရီကိုတော့နောက်မှလုပ်ပါပြီးတော့မိဖို့ခန်းထဲမှာလဲလူနှစ်ယောက်ရက်ဖို့အတွက်နေရာကရှိတာမဟုတ်ဘူးလေစုမန်ကဘာတခေါမှထပ်ပြီးမပြောခဲ့ပါဘူးသူမတတဲ့လေမိဖို့ခန်းထဲကနေထွက်လာခဲ့လိုက်ပါတယ်ကဲသမီး ဒါဘလို့ဖြစ်ရတာလဲနေ့ရောင်မကိုဘာဖြစ်လို့ဒီပုံစံစကားပြောရတာလဲသူအားလုံးစားတော့ဖို့အတွက်မဟုတ်လို့ပြီးနေရမလားနေတဖက်မှာရက်ပြီးတော့ကိုဟောက်ကိုခောက်ဆွဲပြုတ်လို့ရနေရပဲဘာဖြစ်လို့မီးဖို့ကန်းထဲကနေသူ့ကိုအပြင်ကိုထွက်သွားခိုင်းရတာလဲတမီဘလို့ဖြစ်နေရလဲအမေတို့ကလည်းရောင်မအင်ရောရောက်လာတဲ့အချိန်ကစပြီးအားလုံးကသူ့ကိုပဲဂယုစိုက်နေကြတယ်ကျမကိုဆိုရင်တော့ဘယ်သူမှဂယုတော့မစိုက်ကြတော့ဘူးတစ်ချိန်အကုန်လုံးသူ့အကြောင်းပဲစကားပြောဆိုနေကြတယ်ကျမအီတလီတို့ရှေ့စားခြင်းနဲ့ဆိုပြီးတော့ပြောခဲ့တယ် ဒါပေမဲ့ဘယ်သူမှကျမအတွက်ဘာတခုမှမလုပ်ပေးခဲ့ဘူး။ညပိုင်းကြီးရောင်မကပဲထမင်းစားခြင်းနဲ့ပြောတာကြတော့အမေကချက်ချင်းသူ့စားဖို့အတွက်လုပ်ပေးတယ်။ကျမမနဲ့အစောကြီးဘာဖြစ်လို့ sandwich စားရမှာလဲ။ကျမစိတ်မပါဘူးမစားခြင်းဘူး။ကျမခောက်ဆွဲစားခြင်းနဲ့အဲ့ဒါကြောင့်ခောက်ဆွဲပြုတ်ပြီးတော့ပဲစားတော့မယ်။အခုလေတခြားသူကိုလှောက်ခိုင်းနေရမဟုတ်ပါဘူးကိုဟော့ကိုပဲပြုတ်စားမလို့ဒီအလောက်တွေအကုန်လုံးကိုတော့ရောင်းမလည်းလှုပ်ပေးမှမဟုတ်တလို့မျိုးအမေရလည်းလှုပ်ပေးမှမဟုတ်ဘူးအခုအချိန်ကားစားပြီးကျမအလောက်တွေအားလုံးကျမကိုဟော့ကိုလှုပ်ရတော့မှလေး ကျမခောက်ဆွဲလေးပြုတ်ပြီးသွားပြီအမေရဲ့ချစ်လားစွာတော့ချွေးမလေးကိုမိဖို့ကန်နဲ့ပြန်ခေါ်လိုက်တော့ကျောင်းသွားတော့မယ်သူကအမေအတွက်မိဖို့ကန်နဲ့မှဆန်ဒွိချ်လုပ်ပေးလိုက်မယ်ကျမသွားပြီအမေဒီလိုနဲ့ဗာရှားကလည်းထမင်းပူထဲမှာခောက်ဆွဲထည့်ပြီးနောက်မှာတော့ချွာခွာသွားခဲ့ပါတယ်အိမ်မှာမိသားစုဝင်တွေအကုန်လုံးကလည်းတမီးနဲ့ချွေးမကြမှာရှိတဲ့ပြဿနာတွေကိုကောင်းကောင်းသိနေခဲ့ပါတယ်ဗာရှားကဆူမန်ကိုဘယ်တော့မှကောင်းကောင်းမဆက်ဆံပါဘူးဆူမန်ကို အားလုံးကလည်းချစ်ကြပါတယ်အမေဒီမှာ ကျမဆန်ဒွိတ်လုပ်ခဲ့ပေးရနော်။ပြီးတော့ဒီမှာမနက်စာကိုလည်းတီးတန့်ပြင်ဆင်လာခဲ့ပေးပါရဲအားလုံးပဲအရသာရှိရှိတုံးဆောင်ကြပါ။ချွေးမလေးဆိုမှန်။ငါသမီးဘက်ကနေငါဘဲနေကိုတောင်းပန်ပါရဲ။ငါလည်းဘာလို့လို့ဘာကန်ရမှန်းတကယ်နားမလဲတော့ဘူး။သူဘာဖြစ်လို့အခုလိုမျိုးဆက်ဆန့်နေရတာလဲ။မဟုတ်တာအခုလိုမျိုးတော့မတောင်းပန်ပါနဲ့။ကျမတိုက်ပြီးတော့သဘောမကျဘူးရှင်။ဖာရှာကကျမရောင်မလေးဆိုတာထက်ကျမရဲ့ညီမအငယ်လေးလို့ကျမတို့သတ်မှတ်ထားတာပါ။သူပြောတဲ့စကားတွေကိုကျမနည်းနည်းလေးအောင်မှစိတ်မဆိုးဘူးတိလား။ ကဲညနေကျရင်တော့ငါ့ရဲ့ရုံးကတငယ်ချင်းတချို့အိမ်ကိုလာလေကြလိမ့်မယ်။စုမန်းနေကျွန်တော်ကအခုချိန်ထိမင်းနဲ့မတွေ့ရသေးဘူးဆိုတော့မင်းနဲ့တွေ့ချင်တယ်တဲ့။အားလုံးကလည်းရုံးမှာခဏခဏမကြီးနဲ့တွေ့ချင်တယ်ဆိုပြီးတော့ပြောနေကြတယ်လေ။ကောင်းပြီလေဒါဆိုရင်တော့ကျမဘာချက်ပြုတ်ပြင်ဆင်ပေးထားရမလဲပြောပါ။မဟုတ်တာမဟုတ်တာမင်းကိုယ်တိုင်ချက်ပြုတ်နေစရာမလိုဘူးအပြင်ကနေပဲတခုခုမှားထားလိုက်မယ်လေ။တတ်တတ်ကြီးပင်ပန်းနေပါဦးမယ်။ဒါပေမဲ့ဟုတ်တယ်။ဒါပြောတာမှန်တယ်ချွေးမလေးရဲ့။နင်တယောက်တည်းပါဖြစ်လို့အဲ့လောက်အများကြီးပြင်ဆင်ရမလဲ။ အပြင်ကနေပြီးတော့ပဲမှားစားကြတာပေါ့ညနေကျရင်တော့ဈေးကကနေပြီးတော့ပဲဖုန်းဆက်ပြီးမှားလိုက်တော့အားလုံးကအနေနဲ့လာတွေ့နေတဲ့အချိန်နင်းကမိဖို့ကန်နေမှာပဲအလောက်ရှုံနေမယ်ဆိုရင်တော့လည်းမကောင်းဘူးလေတဖက်မှာတော့နီဒာကြီးရဲ့တငယ်ချင်းတွေအင်ကိုလာမယ်ဆိုတဲ့အကြောင်းပြောဆိုနေခဲ့ပြီးဖာရှာကတော့သူ့ရဲ့အကြောင်းမှာကောင်းလေးတယောက်နဲ့တွေ့ဆုံနေခဲ့ပါတယ်အရာကတော့သူ့ရဲ့ချစ်သူပါပဲဗီကီနဲ့ဖာရှာတို့နှစ်ယောက်လုံးကတော့ရီးစားတွေဖြစ်ကြပြီးတတော်လေးနီးစပ်နေခဲ့ကြပါပြီဖာရှာကတော့ဗီကီကိုလက်ထပ်ဖို့အကြောင်းအမြဲတမ်းပြောဆိုနေတတ်ပါတယ် မင်းလောက်ထားတဲ့ခောက်ဆွဲတွေကတကယ်စားကောင်းပြီးအရသာရှိလိုက်တာဒီလိုခောက်ဆွဲနှစ်ရိုင်းစားရမယ်ဆိုရင်တော့အရန်ကိုကောင်းပါပဲအရေးအတွက်ဆိုရင်တော့နေငေါ့ကိုလက်ထပ်ရလိမ့်မယ်အရေးခါကြရင်တော့နေ့စဉ်နေ့တိုင်းအရသာရှိတဲ့ခောက်ဆွဲကိုစားရမှာပေါ့ဒါပေမဲ့ငါနေ့ကိုလက်ထပ်ဖို့အကြောင်းကိစ္စပြောတိုင်းနေအမြဲတမ်းခေါင်းရှောင်နေတယ်လို့ခံစားရတယ်ဒါနဲ့ပြောပါအောင်ငါတို့ဘယ်အချိန်လက်ထပ်ကြမှာလဲဗီကီရဲ့အမြန်ဆုံးသိမကြခင်လက်ထပ်ကြမယ်နောက်ထပ်ခဏလေးပဲစောင့်လိုက်အဖေလန်တန်ကနေပြန်လာပြီဆိုတော့ ਨੇ ဒီကိစ္စတွေအားလုံးကအဖေနဲ့စကားပြောကြည့်မယ် ဗီကီယက်စ်ကောကြာခဲ့ရတဲ့အခါမှာဝါရှာဝမ်တာပြောရွှင်သွားခဲ့ပါတယ်။ညနေခင်းမှာတော့အဲဒယ်ရီရောက်ရှိလာခဲ့ပြီးယောက်ျားလေးတွေရောမိန်းကလေးတွေရောပါဝင်ပါတယ်။အော်အမကတကယ်ချောပြီးတော့လှလိုက်ကြနော်။အကိုကတော့ကံကောင်းလိုက်ကြအမလို့မိန်းမကိုရရှိသွားတယ်။ကျမရုံးကိုရောက်လာတဲ့အချိန်တုန်းကတကယ်တယောက်တည်းဖြစ်နေခဲ့ရ။အကိုကပဲအဆောက်အအုံအရာအကူညီပေးခဲ့ရလိ။ရုံးမှာရှိတဲ့လုပ်ဖို့ကန်ဘတ်တွေအားလုံးကိုလည်းသူကတော်တော်လေးကယူဆိုင်တယ်။ဟုတ်တယ်ဟုတ်တယ်အကိုနီရိုက်စ်ကတကယ်အရန်ကိုကောင်းတယ်။ ကျွန်တော်ဒုက္ခရောက်နေတဲ့အချိန်မှာလည်းသူကျွန်တော်ကိုအများကြီးအကူအညီပေးခဲ့တယ်။တော်ကြပါတော့ကွာတော်ကြပါတော့မင်းတို့ငါ့ကိုဘယ်လောက်ကြာမှထပ်ပြီးချီးကျူးနေကြအောင်ပါလဲ။ကဲငါအများကြီးစားနေစားနေနဲ့ဝိတ်တက်တော့မှာပဲကွာ။ကောင်းပြီအားလုံးခဏလေးစောင့်ကြပါ။ကျွန်မအားလုံးအတွက်ရေကင်းမုတ်ယူလာခဲ့ပေးမယ်နော်။ဒီအချိန်မှာဗာရှာရောက်လာခဲ့ပါတယ်။ညီမလေးရေလာခဲ့ဒီမှာအကူတငယ်ချင်းတွေရောက်နေတဲ့အားလုံးနဲ့လာတွေ့ရုံ။ဒါကငါ့ရဲ့ညီမလေးဗာရှာလေး။အော်ငါနဲ့ကိုတနေ့မှတွေ့ဖို့တယ်။ကျွန်မဟုတ်လား။အေးငါမှတ်မိပြီ။နင်ကဗစ်ကီးရဲ့တငယ်ချင်းမလား။ အော်ငါတို့ကကြောင်းချင်းတူတယ်တခုတ်တုံကနင်တို့နှစ်ယောက်ကော်ဖီဆိုင်မှာအတူတူထိုင်နေရကောငါတွေ့လိုက်တယ်ငါဗစ်ကီနဲ့အောင်လာတွေ့သေးရဲ့လေနင်မှတ်မိလားမသိဘူးအလောက်ထီတော့ကျမလည်းမမှတ်မိဘူးကျမခဏအထဲဝင်လိုက်အောင်မယ်နေတဲ့တကယ်ချင်းရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာမိသားစုဝင်တွေအကုန်လုံးကလည်းတိတ်ဆိတ်သွားခဲ့ကြပါတယ်ဖာရှာကလည်းသူတို့အမှန်တရားကိုအကြာကြီးဖုံးကွယ်ထားလို့မရတော့ဘူးဆိုတာသိသွားပါရဲ့။အိမ်မှာမိသားစုဝင်တွေအကုန်လုံးကလည်းဖီကီနဲ့ဝါရှာရောနှစ်ယောက်အကြောင်းကိုသိရှိသွားခဲ့ကြပါပြီ။ကဲဒါဆိုလို့ရှင်တော့ဖာရှာ ခြံထက်ပြီးတော့မဆွဲတော့နဲ့ငါတို့ဗီကီရဲ့မိဘနဲ့စကားပြောကြမယ်လူတွေပါဇက်ထဲကနေပြီးတော့ငါသမီးအကြောင်းပြန်ကြားရတာငါမကြိုက်ဘူးအဲ့ဒါကြောင့်ပါကိုမဆောင်ဆိုင်မနေတော့ဘဲနဲ့နင့်ကိုအမြန်ဆုံးလက်ထပ်ပေးလိုက်ကြမယ်ကျမဗီကီကိုဖုန်းခေါ်နေရဲ့အဖေရဲ့ဒါပေမဲ့သူဖုန်းမကင်ဘူးဒါဆိုရင်တော့နင်သူ့ရဲ့အိမ်ကိုတိရမဟုတ်ဘူးလားအိမ်ကိုလိုက်သွားလိုက်လေဒါဆိုရင်တော့ငါတို့ဒီနေ့ပဲသူ့ရဲ့အိမ်ကိုလိုက်သွားကြရအောင်အေးဟုတ်တယ်သူ့ရဲ့မိဘတွေနဲ့ငါတို့စကားပြောကြည့်မယ်ဘလို့မဆိုသူ့သားလေးဘာတွေလုပ်နေလဲဆိုတာကိုတော့မိဘတွေကသိသင့်တယ်လေ ဖာရှားရဲ့မိဘတွေနဲ့ဖာရှားကလည်းဗီကီရဲ့အင်ကိုသွားခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီမှာဗီကီမရှိပါဘူး။သူတို့ကဒီမှာရှိတဲ့ပိုင်ဆိုင်မှုတွေအားလုံးရောင်းပြီးတော့နိုင်ငံခြားကိုထွက်သွားကြပြီ။တထေးကြီးကအကိုလေးဗီကီနဲ့သူ့ရဲ့အမေနှစ်ယောက်လုံးကိုလည်းခေါ်လိုက်တယ်လေ။သူတို့မင်းညားကပဲထွက်သွားကြတာ။ဗီကီကလန်ဒန်ကိုသွားလိုက်တယ်။ဖာရှားကိုဘာတခေါမှမပြောဘဲနဲ့ဟုတ်လား။ဒီကောင်မလေးဘယ်လိုလုပ်မလဲ။ကဲကဲကဲငါတို့အိမ်ကိုပဲပြန်ကြရအောင်ဒီမှာစောင့်နေပြီးဘာမှထိုးချလာဖို့မရှိတော့ဘူးလေ ကျွန်မတို့ကောင်းမွန်တဲ့ကောင်းလေးတယောက်ရှာပြီးဗာရှားကိုအများဆုံးလက်ထပ်ပေးကြမယ်။အကြကြီးစောင့်နေမယ်ဆိုလို့ရှင်တော့အဆင်မပြေဘူး။ဗာရှားကလည်းဗီကီရဲ့အမှန်တရားတွေကိုသိရှိသွားတဲ့အချိန်မှာဝမ်းနေလို့ငိုနေခဲ့ပါရဲ့။ဗာရှားအရန်ကိုလမ်းဖြန်သွားပါရဲ့။အိမ်မှာတော့မိသားစုတွေအကုန်လုံးကသူမကိုလက်ထပ်ပေးဖို့အတွက်ပြောဆိုနေခဲ့ကြပါရဲ့။ဆူမန်ကလည်းဗာရှားရဲ့အခန်းထဲကိုဝင်သွားခဲ့ပြီးစကားပြောဖို့အတွက်ကြိုးစားကြည့်ပါရီ။ဘာလာလောက်ကြလဲဘာလို့အခန်းထဲဝင်လာရလဲထွက်သွား။ကျမဘယ်သူနဲ့မှစကားမပြောချင်ဘူး။ ဒီမှာဗာရှရဲ့ငါရေချိုးခန်းကို ရှင်းနေရင်လည်းကိုဝင်စစ်တဲ့စစ်စစ်တံလေးတွေးလိုက်တယ်။လင်းသားကိုအမိုက်ပုံးထဲမှာပြဖို့အတော်မေ့သွားတာလား။ရောင်းမရဲ့ဒီကိစ္စတွေကိုဘယ်သူကမှမပြောပြပါနဲ့နော်။ကျမတောင်းပန်ပါရရှင်။ဒီအကြောင်းတွေအားလုံးကိုဒါကျမရဲ့မိသားစုဝင်တွေသိသွားရင်တော့ကျမအရှက်ကွဲရလိမ့်မယ်။မစိုးရင်ပါနဲ့ဘာလို့ဒီလောက်တောင်မှစိုးရင်နေရလဲ။ဘလို့မစိုးနေကငါ့ရဲ့ညီမငယ်လေးပဲလေ။ငါနဲ့ကိုဒုက္ခရောက်စေပါမလား။ဒီကိစ္စကိုဘယ်သူမှမသိစေရဘူး။ငါဘယ်သူကမှလည်းပြောမှာမဟုတ်ဘူး။ ။ဆူမန်မတိတာတခုကတော့တကားရဲ့အပြင်ဘက်ကနေသူ့ရဲ့ရောက်ခတိရောက်ခမနဲ့ယောက်ျားအလုံးကားဒီစကားကိုကြားပြီးတွားခဲ့ပါပြီ။တောင်ရောက်လုံကလည်းတတော်လေးဒေါသထွက်နေခဲ့ကြပါသေး။ဖာရှာနေတတော်လေးကိုရက်ဆက်တာပဲငါတို့ကိုနမဲဖြတ်ဖို့အတွက်နေစူးစမ်းနေအောင်အခုနေကြောင်းနေငါတို့နမဲပြတ်ရတော့မယ်ငါတို့မျက်နှာကိုဘယ်မှာသွတ်ထားရမှာလဲနောက်လာအတွင်မှာပဲဘဲသူကိုပစိုးရအောင်ရှာပြီးသူ့ကိုအများဆုံးလက်ထပ်ပေးကြမယ်ဖာရှာနေအခုလိုလုံးလိုက်မယ်လို့ငါလုံးဝမထင်ထားခဲ့ဘူးတော်ကြပါတော့ဘလို့ဖြစ်နေကြတာလဲ သူလည်းအခုချိန်မှာအရန်ကိုဝမ်းနေနေလိမ့်မယ်ဆိုတာကိုသိတဲ့နဲ့အားလုံးပဲသူ့ကိုအခုလိုမျိုးမပြောကြပါနဲ့သူ့ကိုအားပေးရမယ့်အချိန်သူဖြတ်ကျော်နေရတဲ့အချိန်တွေကိုအားလုံးကနားမလည်ကြဘူးသူ့ကိုအားပေးရမှာအားလုံးရဲ့အမုန်းတရားတွေကိုသူတီးခတ်နိုင်တဲ့အချိန်တွေမှမရှိဘူးစုမန်းကတော့ညီမလေးတယောက်လိုမျိုးဗာရှားကိုကောက်ွယ်ပေးနေခဲ့ပါတယ်ဒါကိုတွေးကြရတဲ့အခါမှာတော့ဗာရှားလည်းအရန်ကိုဝမ်းနေပြီးမျက်ရည်တွေကျနေခဲ့မိပါတယ်သူကသူ့ရောက်မှစုမန်းကိုအမြဲတမ်းပြစ်တင်ဝေဖန်ခဲ့မိပါတယ် သူမဒီနေ့တင်းရောက်ကိုလိုအပ်နေခဲ့တဲ့အချိန်မှာသူ့ရောင်မကသာရှင်နေပေးခဲ့ပါတယ်။ရောင်မရဲ့ကျမဗီကီကိုတကယ်ချစ်တယ်။တခခုလောက်ပါရှင်ကျမသူနဲ့တွေ့ချင်တယ်။ဘာမှအရင်ကြီးလဲစွန့်ရမနေနဲ့နော်ငါတခခုလောက်မယ်ဟုတ်ပြီလား။ဒါနဲ့နေ့စီမှာဗီကီရဲ့အဖေဖုန်းနံပါတ်ရှိတယ်မဟုတ်လား။ကဲပေးပေးပေးငောက်ပေး။ဒီလိုနဲ့ဗာရှားကလည်းသူ့ရောင်မကိုဖုန်းနံပါတ်ပေးလိုက်ပါတယ်။ရော့ဒီမှာဖုန်းနံပါတ်ရသွားပြီ။တခေါက်တုန်းကဗီကီကသူ့အဖေကိုဖုန်းခေါ်မယ်ဆိုပြီးတော့ကျမဖုန်းကိုယူပြီးဖုန်းဆက်ခဲ့တာ။ ကျမလည်းအဲ့ဒီဖုန်းနံပါတ်ကိုမှတ်ထားခဲ့လေအေးကောင်းပြီဒါဆိုရင်တော့ငါဖုန်းဆက်ကြည့်လိုက်မယ်ဟယ်လိုမင်္ဂလာပါဦးလေးရေကျမကတော့ဒီလိုနဲ့အချင်းအကြာကြီးစကားပြောခဲ့ကြပါတယ်စူမန်ကဗီကီရဲ့မိဘနှစ်ပါးအလုံးနဲ့စကားပြောလိုက်ပါတယ်အမှန်တရားတွေအားလုံးကိုလည်းပြောပြခဲ့ပါတယ်ဒါဖြစ်သူရဲ့လောရက်တွေအပေါ်မိဘတွေကလည်းတော်တော်လေးစိတ်ဆိုးတော်သားထွက်ခဲ့ကြပါတယ်ဦးလေးကိုယ်တိုင်ကလည်းတမီးတယောက်မွေးထားတဲ့ဖခင်ဆိုတော့နားလေမှာပါဖီကီလောက်ခဲ့တဲ့အလောက်ကမှန်ကန်ရဲ့လားတစ်ဖက်မှာဗာရှာကိုဖီကီ ဖုန်းခေါ်လာခဲ့ပါတယ် ဖရရှာရေငါလည်းအရန်ကိုစိုက်လောက်ရှာနေခဲ့တာဘာမှနားမလဲတော့ဘူးမင်းကခဏခဏလက်ထပ်မယ်ပြောနေတော့ငါလည်းစိတ်ညစ်သွားတာပေါ့ငါရဲ့မိဘတွေလက်ခံမလားလက်မခံဘူးလားဆိုတာကိုလည်းငါမသိဘူးလေမင်းကဝင်ရှိနေတယ်ဆိုတဲ့အကြောင်းကိုတော့ငါတကယ်မသိခဲ့ဘူးငါအမြန်ဆုံးမင်းကိုလာခေါ်မယ်တိလားမင်းရောက်မှကတကယ်တော်လေးကိုကောင်းမွန်တာပဲအခုသူ့အကြောင်းနဲ့အရာအားလုံးအစဉ်ပြေပြီဖရရှာလည်းမျက်ရည်ဝဲလာခဲ့ပါတယ်ဆူမန်ကတော့သူ့ရဲ့ဘဝကိုအစဉ်ပြေအောင်လုပ်ပေးခဲ့ပါတယ်ဖရရှာကလည်းလန်ဒန်ကိုလိုက်သွားခဲ့ပြီးလက်ထပ်ခဲ့ပါတယ် ဖာရှားကဝင်ဆောင်ထားခဲ့ရတဲ့အတွက်အမေကလည်းသမီးလေးနောက်မှာနေပြီးခဲ့ပါတယ်။ဇူမန်ကတယောက်ကြောင်းနဲ့တယောက်ခွတ်ထီးနဲ့အက်ဒီတိုနိုင်ငံကိုပြန်လာခဲ့လိုက်ပါတယ်။အမေပြောတာမှန်တယ်သီလား။ရှောင်းမရမ်းကောင်းတယ်နော်။သူကြောင့်လည်းကျမဒီနေ့အဆင်ပြေသွားတာ။ဒါပေါ့သမီးပြောတာမှန်တယ်။အမေတို့ကအရန်အကန်ကောင်းတယ်။ဒီလိုချွေးမလေးကအမြဲတမ်းမရနိုင်ဘူးလေ။အမေတို့ချွေးမလေးကတကယ်အရန်ကောင်းလို့နဲ့။